ါနဲ့ကျွန်တော်အခုဒီရန်ကုန်တက်လာပြီးတော့ဒီတချင်းတွေပဲကျွန်တော်ခြေစုံချပြီးတော့လုပ်ဖြစ်နေတာဗျဟုတ်ဒီကျွန်တော်ပရမတ်ဆုံး app app အခုတည်ထားတာကကျွန်တော်2019ကလေးကကျွန်တော်လုပ်ထားတာပေါ့လုပ်ထားတော့အဲ့2019မှာကိုဗစ်တွေဖြစ်တော့အဲ့မှာကျွန်တော် reject သွားတယ်ဗျရတော့ကျွန်တော်လည်းနေခဏပြန်သွားတယ်။ဟုတ်ပြန်သွားပြီးတော့မှအခုပြန်လာပြီးတော့မှပြန်လုပ်တဲ့အချိန်မှလည်းအခုဒီလိုမျိုးနိုင်ငံရေးခြေအနေတွေဖြစ်တော့ကျွန်တော်အမှ၅နှစ်လောက်ကျွန်တော်ကြန့်ကြာနေရဗျာ။ဟုတ်။ဘယ်သူခြေအနေလဲ တချင်းကတီးကြီးကတော့တော်တော်များများပါတယ်ဗျကျွန်တော်ရေးထားတာတွေလည်းပါတယ်တီးဇဝါပါတယ်နော့နော့ပါတယ်ပြီးတော့ကိုဗီနိုပါတယ်ကိုဗီနိုထုံးပါတယ်ဗျပြီးတော့ကျွန်တော်ရဲ့ border တွေပေါ့ဟုတ်နေရ border တွေရေးထားတယ်ပါတယ်ဗျကျွန်တော်ဘန်းကျတော့တာအခုတာကျွန်တော်တို့ပရမကတော့ကျွန်တော်ပရမစလောက်တောင်းကျတော့ကိုအောင်မြတ်တာတို့အဲဒီဟောတို့ ਨੇ ကျွန်တော်စပြီးတော့တည်ပြတာဗျတည်ပြီးတော့အမှကိုဗစ်တွေဖြစ်တော့ကျွန်တော်အမှ ခြောက်ပုတ်လောက်ပြီးတဲ့အချိန်မှာရက်သွားပြီးတော့မှကျွန်တော်ပြန်ဆားတဲ့အချိန်မှာကျွန်တော်အခုတို့လူငယ်တွေပေါ့လူငယ်တွေနဲ့ကျွန်တော်ပြန်လှုပ်ဖြစ်နေတယ်ဗျဟုတ်ဗန်နာမေကတော့ကျွန်တော်ဆိုးဆက်လက်လုပ်ပေးထားတယ်ဗျဟုတ်ဒီပြေတော့ပြေးပါကြဗန်မှာကျွန်တော်ဂစ်တာရစ်ကကျွန်တော်ကိုညီငယ်လို့ခေါ်ပါတယ်ကိုညီငယ်ပါတယ်ဘေ့စ်ကကျွန်တော်အောင်ဖုံးမြတ်ဗျအောင်ဖုံးမြတ်ပါတယ်ဒရမ်ကကျွန်တော်တော်တော်ပါတယ်နောက်ပြီးတော့ကီးဘုတ်ကကျွန်တော်ဆက်ဝေအောင်ပါတယ်ဗျဗန်မှာပါ၄ယောက်ရေကျွန်တော်ရေပေါ့ကျွန်တော်တော့2လေးဆိုတော့အားလုံးပေါ့9ယောက်ပေါ့ဟုတ်ဒီပြေးပြေးနေဟုတ်ကဲ့ဗျဟုတ် ဖြစ်နိုင်ပါတော့အဲကျွန်တော်ဘန်နဲ့ကျတော့ကျွန်တော်ဒီ recording တွေပဲလုပ်ဖြစ်တာပြညဘက်ကကျတော့ကျွန်တော် sign ရတော့ကျွန်တော် freelance ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပြညဘက်ကျတော့ကျွန်တော်ဒီမှာတဟောင်းရံကုန်တော့မှရှိတယ်ပြီးတော့အဲဟောအေးစင်မှရှိတယ်ပြီးတော့ unity sign 196ပေါ်မှရှိတယ်ပြအောက်အခုဒီအတွေ့လေးကို youtube ကြောင့်လုပ်နေတယ်ဟုတ်အဲ့ဒါနဲ့ကျွန်တော် unity sign မှာစဆိုတာ2021 20 20နှစ်လောက်မှာစဆိုဖြစ်တာပေါ့ အဲမုံကုတ်မပြန်ပြစ်တာကြာပြီဗျကျွန်တော်တော်တော်ကြာပြီဟောငယ်ငယ်လေးကတည်းအဲចောင်းတက်အလဲပြန်အလဲတော့ပဲပြန်ပြစ်တော့တာဗျဟောအဲ့တော့ဒီချင်းဆိုတော့ပြန်ဆက်ပါလိမ့်မယ်အရင်တော့ကျွန်တော်အဲတခြားအလုပ်တွေပါတယ်ကျွန်တော်လုပ်တယ်ဗျကြောက်ပကြီးတွေပါတယ်ရောင်းတယ်အဲ့လိုကြောက်နေပတ်သက်တဲ့ဟာတွေလုပ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်ဘာမှမလုပ်တော့ဒီတခြင်းဆိုတဲ့အလုပ်ပဲကျွန်တော်လုပ်ဖြစ်တာပါဟောညဘက်တွေဆိုင်နေဆိုတယ်ဒီအားရရတွေမှာကျွန်တော်ကိုယ်ပိုင်တခြင်းတွေလုပ်တယ်ဟော ထားတယ်ပဲလုပ်ပြတယ်ဟုတ်ဟိုတော့ဆက်သွယ်ရင်ဒီဆက်သွယ်ဟုတ်ကျွန်တော်ဆက်သွယ်ကျွန်တော်ရဲ့ Facebook page ရှိတယ်ဗျဒူးလေးဆိုတဲ့ page မှာဆက်သွယ်လို့ရပါတယ်ဗျဟုတ်ပဲပါပြောရ profile ရောကျွန်တော်ပုံနေပဲဗျ TOO2LAY1W1 နော် W1 ဒူးလေး page မှာကျွန်တော်ဆက်သွယ်လို့ရပါတယ်ဗျဟုတ်အလုပ်ကိစ္စတွေရှိတယ်ဆက်သွယ်လို့ရပါတယ်ဟုတ်ဟုတ်ဘေးဆက်ကိုဘေးဆက်ကိုဟုတ်ကဲ့ချင်းနဲ့ပတ်သက်လို့ကျွန်တော်ကတော့ဒီ ်ချင်းเนี่ยပရမကျွန်တော်စားလို့တော့ကျတော့ကျွန်တော်အရင်အောင်အောင်မြင်ချင်တာပေါ့ဗျပရမဒီစတဲ့ကြအောင်မြင်ချင်နေစိတ်ရှိတယ်ဒါပေမဲ့နောက်ပိုင်းတချင်းတွေတကယ်လှုပ်ဖြစ်သွားတဲ့အချိန်ကျတော့ရင်ထဲအထိရောက်လာတဲ့အချိန်မှာကျတော့ဒီအောင်မြင်တာမအောင်မြင်တာဒါကျွန်တော်တချင်းလေးဒီ quality ကောင်းကောင်းလေးနဲ့ကြံခဲ့ဖို့ပဲကျွန်တော်အဲ့ဒါမျှော်လင့်နေခဲ့ဟုတ်ကျွန်တော်တချင်းလေးတွေနားထောင်ကြည့်ပေးပါတကယ်လို့ကြိုက်နေတဲ့အတိုင်းအပေးပါဗျမကြိုက်နေတဲ့အတိုင်းကြော်တော်ရရပါတယ်ဟုတ်ကဲ့ပုံပြီးလို့မအောင်မြင်ချင်တော့မဟုတ်ဗျအောင်တော့အောင်မြင်ချင်တာပါဒါပေမဲ့ဒီတချင်းကောင်းကောင်းလေးတွေနဲ့ပဲကျွန်တော်အဲ့လိုမျိုးပဲသွားကြတယ်ဗျဟုတ် quality တခုနဲ့ပဲကျွန်တော်တွားကြည့်တယ်ဟုတ် side မှာဆိုရက်ပြပြီးတဲ့ response ကို side မှာဆိုတော့ side မှာကျတော့ဗာဗျာဟိုတချင်းကအဆုံဆိုရတာကိုကျွန်တော်ပေါ်တယ်လဲဆိုရတယ်တခါလေးကြတယ်အဲ့လိုအဆုံပေါ့အဆုံဆိုရတော့တော်တော်များများကျွန်တော်လည်းအဆုံတချင်းအဆုံဆိုတာကိုဟုတ်တော်တော်များများကျွန်တော်လက်ခံကြပါတယ်ဗျာ side မှာဆိုရတယ်ဟုတ်ဟုတ်ချင်းဆိုရတယ်ပါတယ်မြန်မာချင်းဆိုရတယ်ဟုတ်တယ်ဟုတ်တယ်ဗျာ side မှာတော့ဒီမြတ်တချင်းနေဆိုတာပဲများပါတယ်ဗျာဟုတ်ဟုတ်ကိုချင်းဟုတ်သူပြောက်ပြီးတော့ ဆိုပြဘူးလေဗျဟုတ်အဲ့တခါတလေအဲ့ဆိုင်လာတဲ့အထဲမှာမှကျွန်တော်ပြိသက်တွေလည်းရှိတယ်ဗျသူကကျွန်တော်တချင်တွေတောင်းတယ်ခိုက်တက်နေပါလေဆိုတော့ကျွန်တော်ဆိုပြပါရစေဗျဟုတ်ကျွန်တော်ဝေးလူကနေအဲ့ပြည့်ရှိတာဒီဝေးပြည့်အဲအခုတော့ဆယ်တော့အတွေ့မရှိဗျအရင်တော့ရှိတယ်ဗျဟုတ်အဲ့တော့ဟိုဒီတော့ဖေးဆွေးကျင်တယ်လူပိစာပြောတယ်ဆိုဟုတ်ကဲ့အဲ့ထားတာအဲမန်နေဂျာမရှိဗျတော်တော်ဆယ်မန်နေဂျာပါလည်းမရှိကျွန်တော်တိုက်ရိုက်ပါဗျဟုတ်ဒီချင်းဆိုတော့ကျွန်တော်လုပ်လို့ကြီးလည်းပြောတော့မလုပ်တော့ဗျ ဒီသချင်းဆိုတာလည်းကျွန်တော်တို့တွေဒါအားလုံးလောကကြီးထွက်ခွာသွားတဲ့အချိန်မှာဒီကောင်တွေပဲကြံခဲ့မှာဆိုတော့ကျွန်တော်ဒါလေးတွေပဲကျွန်တော်ဟောကောင်လေးကျွန်တော်ခြံခဲ့ခြင်းလေဗျ။ဟုတ်ပြောလို့ဒီလိုကျွန်တော်တက်အခု30ဗျ။ဟုတ်ဟုတ်တို့လောက်ကရပြောဆိုမော်ဒါတာတွေပဲကြံခဲ့မှာပါဗျကျွန်တော်တို့ကဒါအခိုက်တန့်နေပဲဆိုတော့ဟုတ်ဒါရတော့အဲကျွန်တော်ရှမ်းဟိုပိုနေနေဆက်တယ်ဗျဟုတ်အဲ့တော့ဘာကြောင့်ဒီလောကကြီးကိုကြောက်တယ် ဘာကြောင့်ဒီလောကပဲဟိုကျွန်တော်အဲ့စငငယ်ကလေးကကျွန်တော်အဲ့ကျွန်တော်ပထမဆုံးဘဝမှာပထမဆုံးမှတ်မိတဲ့ဥစ္စာကျွန်တော်အဲ့ဂီတာလေးတွေကျွန်တော်မှတ်မိတာကြငငယ်လေးဒီ၃လနှစ်လောက်မှာကလေးကအဲ့ဒါတွေပဲကျွန်တော်မှတ်မိတာအဲ့မှာဂီတာတီးတာရှိတယ်ဦးလေးတွေတီးတော့သူတို့ကျွန်တော်ပေးမိဒီကံကလေးကြိုးပြမှာပါညာဆိုတော့ကျွန်တော်အဲ့ဒါဂီတာလေးတွေ့တာနဲ့ကျွန်တော်ကိုကိုပြီးတော့တီးတော့အဲ့ခေါင်းထဲမှာအဲ့ပထမဆုံးဂီတာဒီ open string အတန်လေးတွေကျွန်တော်ခေါင်းထဲမှာမှတ်မိနေဟုတ် အဲ့ပရမဆိုကျွန်တော်ရဲ့ဂီတတွေ့ချုံပေါ့ဟုတ်ကဲ့တင်းဆရာရှိတယ်ရှိတယ်ဗျကျွန်တော်ပရမဆိုဂီတတင်ပြရတာပေါ့ကျွန်တော်အဖေပေါ့အဖေကတော့မလုပ်စေချင်ဘူးဟုတ်အဲ့ကျွန်တော်မသိတာတည်းမေးသူကဖေးရလိုက်ကြတာဒီတာဟုတ်အဲ့ကြောင့်အဲ့လိုကဦးမြာကရိုက်ဆွတ်တယ်ဆိုတော့ဟုတ်ကဲ့ဟုတ်တယ်ဗျဟုတ်ဟုတ်တော့ပြပြင်းတင်းဆရာမြေဆရာပြီးရှိတယ်တင်းဆရာမြေဆရာလည်းအများကြီးပါဗျကျွန်တော်ရန်ကုန်ရောက်တော့လည်းကျွန်တော်သင်တန်းတွေတက်ဖြစ်တယ်ဗျ ကျွန်တော်ဒီဆရာမန်ဟင်းကျော်ဆိုတဲ့ဆီမှာကျွန်တော် theory တွေသင်ပြတယ်ပြီးတော့ဒီ piano နဲ့ပတ်သက်တာတွေကျွန်တော်သင်ပြပါတယ်ဗျာနောက်ထပ်တခြားဆရာတွေလည်းအများကြီးရှိပါသေးတယ်ကျွန်တော်ဟုတ်ဒီကျွန်တော်ဂီတနဲ့ပတ်သက်လို့တော့ကျွန်တော်ဆရာတွေတော်တော်များပါတယ်ကျွန်တော်အကုန်သိယူနေသေးပါဗျာဟုတ်အဲ့တော့ဒီကိုထုတ်တော့လို့ရှိရင်ဗျာဟုတ်ဒီတော့ရတယ်။မင်းကြည့်ပါ။အဲကျွန်တော်ကဒီခွေကိုကျွန်တော်ကားပါပေါ့။ခွေရဲ့ app name ကျွန်တော် aimat လို့ပေးထားတယ်ဗျာ။ aimat အဲ့ထဲမှာလည်း ခွေထွက်ကျင်လာလဲကျွန်တော်ရဲ့အိမ်မက်ပဲပေါ့နော်အိမ်မက်အတိုင်းဒီထဲမှာသချင်းတစ်ပုတ်ပါတယ်ဗျဒီရေးစဝါရေးထားပေးတာအိမ်မက်ဆိုတဲ့သချင်းလေးလည်းပါတယ်ဗျအားကြောင့်ခွေရဲ့ event ကကျွန်တော်အိမ်မက်လို့ပေးထားတယ်ဟုတ်ဒီတစ်ခုကတော့ပြီးတော့ပါသွားတော့ပြီးတော့မှတ်ချက်ပေးရမှတ်ချက်ပေးရတော့သူသဘောကျတယ်ပေါ့ဗျဟုတ်သူလက်ခံတယ်ပေါ့အဲ့တော့ကျွန်တော်ဂျင်းနေတာပါဗျာဥညိတို့လိုမျိုးလူဒီဂျန်တယောက်ကကျွန်တော်လက်ခံပြီးတယ်ဆိုတော့ကျွန်တော်ဂျင်းနေတယ်ဗျာဟုတ်အဲ့ဒီတော့ကျွန်တော်ဒီခွေနဲ့ပတ်သက်လို့ကျွန်တော်အများကြီးမမျှော်လင့်တာပါဗျာအခုလိုမျို ောက်တော့ကျွန်တော်ဒီအခုဒီတကယ်ဒေးလေးကျတယ်ကျွန်တော်နားထောင်ပေးတယ်လက်ခံပေးတယ်ဆိုတော့ကျွန်တော်တော်တော်ကျေနပ်ပါတယ်ပြဟုတ်ကျေပြည့်တယ်ပါပြစ်တဲ့ကဘာပြောကျင်လဲဆိုတော့ဟုတ်ကျွန်တော်ချင်းနေဦးကျွန်တော်ဒီနေ့ဒီနေ့ဒီနေ့ပေါ့နော်ဒီနေ့ထက်ဒီနေ့တည့်တည့်ထက်တည့်ရကျွန်တော်အကောင်းဆုံးကျွန်တော်ပေါ့ဖြစ်နေအောင်ကျွန်တော်အတန်ပိုင်းဆိုင်ရာဒီအဒီပိုင်းဆိုင်ရာအကြီးပိုင်းဆိုင်ရာဒီကျွန်တော် အကောင်းဆုံးကျူးစားနေပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်သချင်းတွေကိုနားထောင်ကြည့်ပေးပါပါเนาะကျွန်တော်အားပေးပါလို့တော့မဟုတ်ကျွန်တော်သချင်းတွေနားထောင်ကြည့်ပေးပါတကယ်လို့ကြိုက်နေတဲ့လို့ရှင်တော့အားပေးပါရပါတယ်ဗျာ